ချင်းသိပ်ပြားတွေဘက်ကိုချိန်ဝင်ရှာရိမ့်နေတဲ့လန်ဒန်ဒါဘီစူပါစီ စနေနေ့ညအင်္ဂလန်ပရီးမီးယားလိပွဲစဉ်30ပွဲကြို30ချက်များအားလုံးပဲမင်္ဂလာပါပလေးမေကာဂျာနယ်ကနေပြန်လည်ကြိုဆိုပါရစေဂိမ်းမြေညာနားဆင်သူညီကိုရီလည်းမင်္ဂလာပါဒီနေ့မှာတော့ပုံမှန်တင်ဆက်နေကြဖြစ်တဲ့အတိုင်းစနေနေ့ညအတွက်ပွဲစဉ်ပွဲကြို30ချက်ဒီအနေနဲ့နားဆင်ရမှာဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ကတော့စနေနေ့ညအတွက်အင်္ဂလန်ပရီးမီးယားလိပွဲစဉ်ပွဲကြို30ချက်ကိုကလောင်ရှင်စူပါစီရဲ့30ချက်အနေနဲ့နားဆင်ပါအောင်ခင်ဗျာရိုက်တန်နဲ့လိ ည9:30နာရီ30 Brighton ဟာနောက်ဆုံးနှစ်ပွဲဆက်ရှုံးထားတယ်ဆိုပေမဲ့ Arsenal Man U နဲ့ကန်ခဲ့ရလို့ဖြစ်ပြီးနှစ်ပွဲစလုံးကလည်းအဝေးကွင်းမှာပါ April ကလေးကရှုံးပွဲမရှိခဲ့ပဲဒီရသည် Premier League မှာအင်ကွင်း၄ပွဲမှာလည်းနှစ်ပွဲနိုင်ထားပါတယ်လိကတော့ဒီရသည်အဝေးကွင်းအညံ့ဆုံးအသင်းတွေထဲမှာပါဝင်ပြီး Premier League အဝေးကွင်းက၄ပွဲမှာလည်း၃ပွဲရှုံးထားပါတယ်ဒါအပြင်အဖြူရောင်တွေက Brighton နဲ့အမှတ်ပေးအဝေးကွင်းတွေ့ဆုံမှုနောက်ဆုံး၉ပွဲစလုံးကိုလည်းနိုင်ပွဲမရှိပဲ၆ပွဲရှုံးထားပါတယ် ။ဒါကြောင့်ဇင်ယော်ရီအမြင့်ပြန်တဲ့အချိန်ရောက်ပြီလို့သုံးသပ်ထားတာဖြစ်ပါတယ်။ဘန်လီနဲ့အာဆင်နယ်ည9:30နာရီနှစ်ပွဲဆက်အနိုင်နဲ့အတူဘန်လီဟာ၄ပွဲဆက်တိုက်အရှုံးကိုအဆုံးသတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးနှစ်ပွဲမှာဘန်လီနိုင်ခဲ့တဲ့အသင်းတွေကလီနဲ့ဝူရိုလိုပန်းစင်းစုံပြိုင်ဘက်အသင်းတွေကိုပါအာဆင်နယ်ကတော့ဂျာရက်ကာရာဘောင်းမှာအဓိကကြောက်သူတွေကိုအနာပေးပြီးချန်ပီယံဖြစ်နိုင်တဲ့ပရီးမီးယားလိဘက်ကိုပိုအာယုံစိုက်နေပါတယ်။ဒီရာသီအဝေးဝင်း6ပွဲမှာ9ပွဲနိုင်ထားတဲ့အာတီတာရဲ့အသင်းဟာဘန်လီနဲ့အဝေးဝင်းတွေ့ဆုံမှုနောက်ဆုံး10ပွဲမှာလည်း 6ပွဲဟာပေးကိုမရှိခဲ့ပါဘူး။ဒါကြောင့်ဘန်လီအရက်မှာအမြောက်တန်ညံနေုံမဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ Palace နဲ့ Brentford ည9:30ပါ။ London နှစ်သင်းစလုံးဟာဇီးအားအလယ်မှာရမှတ်တူနဲ့အထက်အောက်ဖြစ်နေကြပါတယ်။ဂျာရဲ့ Carabao မှာ Liverpool ကိုအနိုင်ရပြီးတဲ့နောက် Palace ကပြိုင်ပွဲစုံ၄ဝဲဆက်နိုင်ပွဲပြောင်းမှုကိုအဆုံးသတ်နိုင်ခဲ့ပါတယ်။နောက်ဆုံး၅ဝဲမှာ၄ဝဲအနိုင်နဲ့ Brentford ကလည်းသူတို့အတွက်အကောင်းဆုံးအချိန်ကိုဖျက်ဆီးနေသေးပါ။ Palace ရဲ့ DRD Premier League အိမ်ကွင်း၄ဝဲမှာ ုံးပွဲဟာအပြန်လန်တွင်းကိုတွေတွင်းထားနိုင်ခဲ့ပါတယ်။ Ranfo နဲ့တွေ့တဲ့နောက်ဆုံးသုံးပွဲမှာလည်းနှစ်ဖက်တွင်းကိုဟာသုံးဂိုးနဲ့အထက်ရှိထားခဲ့ပါတယ်။ဒါကြောင့် Lennon Derby မှာဂိုးမိုးရွာရင်ရွာနှုန်း80ရှိပါတယ်။ Fuan နဲ့ Wolf ည9:30 Carabao မှာအောက်တန်းအသင်းကို penalty အဆုံးဖြတ်နဲ့နိုင်ခဲ့တဲ့ Fuan ဟာ Premier League မှာလည်းလေးပွဲဆက်အရှုံးနဲ့အတူအကြဘက်ကိုရောက်ရှိနေပါတယ်။ဒါကြောင့်အနောက် Lennon Club ဟာတန်းစင်းဆုံးကက်လျက်ဖြစ်နေပါတယ်။ဇေယျအုပ်ချီက Wolf. ကတော့ အကြောက်ဘက်ကိုရောက်နေတဲ့ဖူအန်နဲ့အခုချိန်ရင်ဆိုင်ရတာဟာယူတဲ့ရင်အခွင့်အရေးကောင်းဖြစ်ပါတယ်။ဒါအပြင်ဝမ်ဘလီတွေဟာဖူအန်နဲ့ပရီးမီးယားလိတွေ့ဆုံမှုနောက်ဆုံး၄ချိန်မှာလည်းတစ်ချိန်သာရှုံးထားခဲ့ပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဝမ်ဘလီနဲ့အတူအမဲလိုက်ထွက်တဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။နော်ဒီယန်နဲ့မန်ယူည9:30နော်ဒီယန်ဟာရှောက်တဲ့ချီလက်ထံမှာပထမအဦးဆုံးပရီးမီးယားလိပွဲမှာလည်းဘရန်ဖို့ကွင်းမှာ2-0နဲ့ရှုံးခဲ့ပါတယ်။ နောက်ဆုံး Premier League 9ပွဲမှာ6ပွဲရှုံးထားတဲ့ Nottingham အခြေအနေဟာနေချင်းညာချင်းပြောင်းလဲသွားဖို့တော့မရှိပါဘူး။၃ပွဲဆက်အနိုင်နဲ့ Man U ကတော့စိတ်တရော်ခြေစွမ်းမှာအပြောင်းလဲကြီးပြောင်းလဲသွားပါရတယ်။ဒီတိုင်းဆိုရင်တရဲနီတွေဟာ Nottingham နဲ့ Premier League တွေ့ဆုံမှုနောက်ဆုံး၃ပွဲစလုံးရှုံးခဲ့တာကိုအကောင်းဆုံးအဆုံးသတ်နိုင်စွမ်းရှိပါရတယ်။ဒါကြောင့်တရဲနီတွေရက်တံမှုမရှိတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါရတယ်။ Spa နဲ့ Chelsea ည7နှစ်နာရီပြိုင်ပွဲစုံမှာရလက်ပေါင်းစုံထွက်နေတဲ့ Spa ရဲ့လက်ရှိခြေစွမ်းဟာတည်ငြိမ်မှုကင်းမဲ့နေပါရတယ်။မြောက်လန်တဲ့ကလပ်ဟာ ပရီးမီးယားလိဂ်အင်ဂွင်းတွိတ်ဆုံမှုနှစ်ပွဲမှာလဲဇေယျအောက်ချီဝူးဖ်ကိုသာတည်ရီကန်နိုင်ခဲ့တယ်လို့ဗီလာကိုရှုံးအောင်ရှုံးသွားသေးပါတယ်ပြီးခဲ့တဲ့အပတ်ကဆန်ဒါလန်ကိုအမှတ်မထင်ပဲရှုံးခဲ့ရပေမဲ့ချယ်ဆီကတော့ပြိုင်ပွဲဆုံးနောက်ဆုံး6ပွဲမှာ9ပွဲနိုင်ထားခဲ့ပါတယ်ဒါ့အပြင်နီးပြအန်ဇိုရဲ့အသင်းဟာစပါးနဲ့ပရီးမီးယားလိဂ်အဝေးဝင်တွိတ်ဆုံမှုနောက်ဆုံး6ပွဲမှာလဲ9ပွဲနိုင်ထားခဲ့ပါတယ်ချင်းသိပ်ပြားရီဘက်ကိုချိန်ဝင်ရှာရင်းနေတဲ့လန်ဒန်ဒါဘီလို့သုံးသပ်ထားတာဖြစ်ပါတယ်လီဗာပူးနဲ့ဗီလာည2:30ပြိုင်ပွဲဆုံးနောက်ဆုံး9ပွဲမှာ6ပွဲအရှုံးဆိုတာက 16နှစ်အတွင်းမှာလီဗာပူးအတွက်အဆိုးအဝါဆုံးအခြေအနေပါ။နီးပြအန်နီစလော့ကလည်းပြိုင်ပွဲကထွက်လိုက်ရတဲ့ကာရာဘောင်းမှာသူ့ရဲ့ first line up ကိုလုံးဝအနာပေးပြီးပရီးမီးယားလီဂ်မှာနိုင်ပွဲပြန်ယူဖို့အားခဲထားပါရယ်။ဗီလာကတော့လက်ရှိအချိန်ပရီးမီးယားလီဂ်မှာနိုင်ပွဲဆက်နေတာမှန်ပေမဲ့အဝေးကွင်းဆိုရင်ယုံစားလို့ရတဲ့အသင်းမျိုးတော့မဟုတ်ပါဘူး။ဒါ့အပြင်ဗီလာဟာလီဗာပူးနဲ့ပရီးမီးယားလီဂ်အဝေးဝင်တွေ့ဆုံမှုနောက်ဆုံး9ပွဲမှာလည်း6ပွဲရှုံးထားပါရယ်။ဒါကြောင့်ဂျိုးဂျာနီတွေပြန်လာချိန်တန်ပြီးလို့သုံးသပ်ထားတာဖြစ်ပါရယ်။ နောက်ထပ်ပွဲစဉ်ပွဲကြိုသုံးသက်ချက်အနည်းငယ်ကတော့ကလောင်ရှင်ဒုက္ခဆိုရဲစပိန်လာလီကာပွဲစဉ်ပွဲကြိုသုံးသက်ချက်ပဲဖြစ်ပါတယ်။ဗီလာရီယန်နဲ့ဗယ်ကာနိုည9:30နာရီအဆင့်3နေရာမှာရက်တီနေနိုင်အောင်မို့ဗီလာရီရဲ့အတွက်အခြေအနေကောင်းတဲ့ရာသီဖြစ်နေပါတယ်။ပြိုင်ပွဲစုံနောက်ဆုံး6ပွဲဆက်မရှုံးခဲ့တဲ့ဗယ်လီကာနိုကတော့လက်ရှိချိန်မှာပုံစံကောင်းရနေပါတယ်။ဒါ့အပြင်ဗယ်လီကာနိုဟာဗီလာရီယန်နဲ့အဝေးဝန်းတွေ့ဆုံမှုနောက်ဆုံး3ပွဲမှာလည်းတပွဲသာရှုံးထားခဲ့ပါတယ်။ဒါကြောင့်တည်ရင်နေဆုံးကနေကြည့်ရမယ့်ဧည့်သည်ကိုအားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ အက်တလက်တီကိုနဲ့စီဗီလာည9:45နောက်ဆုံးလာလီဂါ9ပွဲမှာ၄ပွဲနိုင်ခဲ့ပြီးတဲ့နောက်အက်တလက်တီကိုဟာအဆင့်၄နေရာကိုရပ်တည်နေပါတယ်နောက်ဆုံးလာလီဂါ2ပွဲဆက်အရှုံးနဲ့စီဗီလာကတော့ရုတ်တရက်ခြေစွမ်းကျသွားပါတယ်ဒါအပြင်စီဗီလာဟာအက်တလက်တီကိုနဲ့အဝေးဝင်တွေ့ဆုံမှုနောက်ဆုံး၃ပွဲစလုံးကိုရှုံးထားပါတယ်။ဒါကြောင့်အက်တလက်တီကိုနှစ်ကိုပြတ်မပြတ်ကိုစောင့်ကြည့်ရမယ်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ဆိုစီဒက်နဲ့ဘယ်ဘာကိုည၁၂နာရီတန်းစင်းစုံကက်လျက်ဆိုပေမဲ့ဆိုစီဒက်ဟာနောက်ပိုင်းပွဲတွေမှာရုံးကစားလာနိုင်ပါတယ်။ဒီရာစီရုံးကန်ရတဲ့ဘယ်ဘာက နောက်ဆုံးလာလီဂါခုနှစ်ပွဲမှာငါးပွဲဂိုးမသွင်းနိုင်ခဲ့ပါဘူး။ဒါပြင်ဘယ်ပါဝဲနောက်ဆုံးလာလီဂါခုနှစ်ပွဲမှာလည်း6ပွဲကနှစ်ဖက်သွင်းကို2ဂိုးနဲ့အောက်ဖြစ်ထားပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဂိုးအနည်းဟာအပိသင်းနဲ့ပွဲစဉ်မျိုးလိုတုံးသက်ထားတာဖြစ်ပါတယ်။ Real နဲ့ Valencia ည2နာရီ30ပြီးခဲ့တဲ့ပတ် El Clasico အောင်ပွဲကြောင့် Real ဟာဇယားထိန်မှာ၅မှတ်ဖြတ်ပြီးဥဆောင်နေပါတယ်။ဒီအားဒီအိမ်ကွင်းမှာလည်း Real ဟာယာနှုံးပြနိုင်ထားတာပါ။ ဒန်ဆင်းဇုံတွေကဗလင်စီယာကတော့ဒီယာဒီလက်ရှိချိန်မှာရုံးကန်နေရပေမဲ့မကြသေးခင်နှစ်အတွင်းမှာရီယယ်နဲ့အဝေးဝင်တွဲဆုံမှုတွေမှာဂိုးပြန်သွင်းနိုင်တာများပါတယ်။ဒါကြောင့်ရီယယ်သုံးခုပြတ်တာမျောမဲ့စားဒီလိုပွဲစဉ်မျိုးမှာပြန်လည်သွင်းကိုရည်နဲ့ဂိုးများအားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။နီးပြတဲ့စပယ်လက်တီကိုအပွင့်လောက်စီမဲ့ဂျူဗင်ဒက်အေဂရစ်နောက်ဆုံးအနေနဲ့ကတော့စနေနေ့ညအတွက်အီတလီစီးရီးပွဲစဉ်ပွဲကြိုသုံးသက်ချက်အနေနဲ့ကလောင်ရှင်အေဂရစ်ရဲ့သုံးသက်ချက်တွေနားဆင်ပါအောင်ခင်ဗျာ။ဦးရစ်နီနဲ့အတ္လန်တာ ည7:30ဇေယားလေကဥရီစနီယာဒီယာဒီအိမ်ငွဲမှာ AC နဲ့တပွဲပဲရှုံးထားပါတယ်အတ္တလန်တာကတော့နီးပြဂက်စပါရီနီမရှိတော့တဲ့အခုရာသီမှာတိုက်စစ်ပိုင်းတော်တော်လေးရုန်းကန်နေရပါတယ်အတ္တလန်တာဟာ CDA မှာဆိုရင်၅ဘွဲဆက်နိုင်ပွဲပျောက်ထားပြီးအဲ့ဒီပွဲတွေမှာတွင်းရင်တော့တကိုးထက်ပိုမတွင်းနိုင်ခဲ့ပါဘူးဒါကြောင့်မရှုံးနိုင်တဲ့အိမ်ရှင်ကိုဒါကြောင့်မရှုံးနိုင်တဲ့အိမ်ရှင်ကိုအားပေးတဲ့နဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်နာပိုလီနဲ့ကိုမိုည7:30ဒဏ်ရာပြဿနာတွေရှိနေပေမဲ့နှစ်ပွဲဆက်အနိုင်နဲ့အတူနာပိုလီယာအမှတ်ပေးစရာကိုပြန်ဥဆောင်နေပါတယ် မကြသေးခင်ကဂျူပင်တက်ကိုတော့နိုင်ခဲ့တဲ့ကိုမိုကတော့ဒီရာစီစီးရီမှာအထူးခြေစွမ်းပြနေသလိုတပွဲပဲရှုံးပါသေးတယ်။သင်းကြီးတွေနဲ့ရင်ဆိုင်တွေ့တဲ့ပွဲတွေမှာလည်းကိုမိုဟာခံစစ်ကိုအတော်ဂယူးဆိုင်ပြီးမာမာထန်ထန်တုံ့ပြန်တက်ပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဂိုးအနေကိုအားပေးတဲ့နဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ခရိုမိုနီစီနဲ့ဂျူပင်တက်ည2:55ဒန်တာခရိုမိုနီစီယာခတ်မှာမှာအတင်းဆိုပေမဲ့နောက်ပိုင်းမှာသူတို့ရဲ့ခံစစ်ကဂိုးမပိရတာခက်ရှားရှားပါဂျူဝင်တက်ကတော့နီးပြတူတော့ကို ထုတ်ပယ်လိုက်ကလေးကကာလာရှိနိုင်မွေးပြောင်းမှုကိုအဆုံးသတ်နိုင်ခဲ့ပြီးအဲ့ဒီပွဲကတော့နီးပြတဲ့စပလဒီရဲ့ဂျူဗင်နဲ့ပွဲဥထွက်ဖြစ်နေပါတယ်။ဒါအပြင်ဂျူဗင်တက်ဟာခရိုမိုနီစီနဲ့တွေ့ဆုံမှုနောက်ဆုံး6ပွဲမှာလည်း9ဝဲနိုင်ထားခဲ့ပါတယ်။ဒါကြောင့်ဂျူဗင်နှစ်ဂိုးပြတ်မပြတ်ကိုသာကြည့်ရမယ့်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ပလေးမေကာရဲ့နားဆင်သူညီကိုတွေတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်လျက်ရှိပါတယ်။ကျွန်တော်တို့ပလေးမေကာရဲ့နောက်ဆုံးရပွဲကြိုသုံးသက်ချက်တွေနဲ့သတင်းချက်လက်တွေကိုကြိုတင်ဖတ်ရှုဖို့အတွက်လဲပလေးမေကာရဲ့ Telegram Channel မှာလာရောက်ကြိုတင်ဖတ်ရှုလို့လည်းရပါတယ်။ စနေနေ့အတွက် online channel လည်းထုတ်ပါတယ်ဆိုတော့အားလုံးပဲမင်္ဂလာရှိသောနေ့ရက်ဒီပိုင်းဆိုင်ပါစေကျွန်တော်တင်ဆက်သူထင်လင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်